အားလုံးပဲမင်္ဂလာပါဗျာကောင်းစက်တဲ့ channel မှာပြလဲကြိုဆိုလိုက်ပါတယ်ခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်တံမျိုးဖိုင်ရတော့ဦးငါမင်းစီကိုစေကောင်စီကအလုတ်ချက်တဲ့ထောင်းတန်းသုံးနေချလိုက်တာနဲ့ပတ်သက်ပြီးကြိုဆိုတင်ပြလာရုပ်တံမျိုးဖိုင်တွေကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီမှာကြိုဆိုကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးနောက်ထပ်ဘယ်လိုသတင်းမျိုးကိုတင်ဆက်ထားလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ထဏာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ေးကြပါလေဒါကတော့ဦးငါးမင်းဆွေပေါ့ဗျာဦးငါးမင်းဆွေကဒီအလုံးနဲ့ထောင်တန်း၃နှစ်ချမှတ်ခံရတယ်လို့ဒါဒီကနေ့ဒါမီဒီယာတွေမှာဖော်ပြတာတွေ့ရပါတယ်အော်ဒီချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီပြည်တွင်းမှာရှိတဲ့ဒီ V1 သတင်းဌာနကလည်းဒီချိန်နဲ့ပတ်သက်ပြီးတော့တို့ဒါရေးသားဖော်ပြတာတွေ့ရပါတယ်ဒီသတင်းနဲ့ပတ်သက်တော့ဒါ V1 ကကျွန်တော်တို့ဒီပထမဆုံးဒါရေးသားတာပါရေးသားတဲ့ခါမှာလည်းကျွန်တော်တို့ဒီဦးငါးမင်းဆွေရဲ့ဒီရှေ့အနေနဲ့မေးမြန်းပြီးတော့တို့ရေးသားတာတွေ့ရပါတယ်အဲ့တော့ဦးငါးမင်းဆွေကိုဦးမဦးငါးမင်းဆွေကဒီကနေ့မလ25ရက်နေ့မှာအင်းစိန်ထောင်ထဲတရားရုံးကနေပြီးတော့ဒီပုံမှန်9ငါးကာကြီးနဲ့အလုံးနဲ့ထောင်ထဲ3နဲ့ချမှတ်လိုက်တယ်လို့ ဒါဖောက်ပြထားတယ်ပြီးတော့ဒီဥငါမိတ်ဆွေကိုဒါဒါကျွန်တော်ဒီဖန်ဆီရေးယူရေးယူလိုက်တာကဒါသူရဲ့ Facebook မှာကောသူရဲ့ဒီ TikTok မှာကောအတင်တဲ့ဒီအတန်ဖိုင်တွေရုပ်တံတွေနဲ့ပတ်သက်ပြီးတော့ဒါဖန်ဆီရေးယူတိုက်တာလို့ဖောက်ပြထားတယ်အသူ့ကိုဒီဖန်ဆီထားတဲ့ကာလနဲ့အမိန့်ချတဲ့ကာလကအားလုံးကျွန်တော်တို့လေးလကျော်ကာလမှာဒါအမိန့်ချမှတ်လိုက်တာလည်းဖြစ်ပါတယ်အဲ့တော့အမှသူရဲ့ရှင်းနေဥငါမိတ်ဆွေရဲ့ရှင်းနေဖြစ်တဲ့ဥတန်းစောအောင် ပြောတဲ့မွေးတိုင်းကျွန်တော်တင်ပြပါမယ်ဒီချက်လက်ကိုကျွန်တော် VOM မှာဖော်ပြထားပါတယ်ဆိုင်မျိုးနဲ့တရားရုံးပြီးအင်းစိန်အချင်းထောင်တရားခွင်ကားလေဒီကနေ့အမိန့်ချမှတ်လိုက်ပါတယ် ဥငါမင်းဆွေအကောင့်မှာတင်ထားတဲ့စာတွေကို screenshot screenshot ရိုက်ပြီးလုတ်ထားတဲ့စာ20ကိုအမှုတည်ဆောက်ပြီးတော့တရားစွဲတာပါတဲ့ဒါတွေကအကောင့်တူကလုတ်တာပါတဲ့အကောင့်စစ်ကသူလုတ်တာမဟုတ်ပါဘူးလို့ညင်းဆိုတဲ့အကြောင်းအပိုင်ရက်ကမှပြောပါတယ်တဲ့တရားခံဥငါမင်းဆွေဘက်ကသူ့အကောင့်စစ်မဟုတ်ကြောင်း electronic ကိရိယာတွေနဲ့ထောင်ထဲကိုယူခွင့်မရှိတာကြောင့်ကျွန်တော်တို့ဘက်ကတက်တည်ပြဖို့အခက်အခဲတွေရှိပါတယ်တဲ့တက်တည်ပြဖို့အခွင့်အရေးတွေဆုံးရှုံးခဲ့ရပါတယ်လို့ဥငါမင်းဆွေရဲ့ရှင်းနေရှင်းနေဥတန်းစောအောင်ကပြောတယ်လို့ဒါဖော်ပြထားတာတွေ့ရပါတယ် ဦးငါမိတ်ဆွေကိုပြီးခဲ့တဲ့ဒီ2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ကြိုက်ထုံမြို့နယ်မှာရှိတဲ့ဒါသူရဲ့နေအိမ်ကနေပြီးတော့ဒါရဲတပ်ဖွဲ့ဝင်တွေကဖမ်းဆီးပါတယ်ဖမ်းဆီးပြီးတဲ့နောက်ပိုင်းမှာဒါရန်ကုန်တိုင်းဒေသကြီးလှိုင်မြို့နယ်ရဲစခန်းမှုကနေပြီးတော့တရားလိုပြုလုပ်ပြီးတော့ဒါအမှုဖွဲ့တရားစွဲဆိုလိုက်တာဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်ဦးငါမိတ်ဆွေရဲ့ဒါအလုံးနဲ့ထောင်တန်း၃နှစ်ချမှတ်ခံရမှုနဲ့ပတ်သက်ပြီးတော့ဒါပြည်တွင်းမီဒီယာတခုဖြစ်တဲ့ဖွေးပန်သတင်းဌာနကဒါသူရဲ့ရှင်းနေနဲ့မေးမြန်းပြီးတော့အမေးမြန်းပြီးတော့ကျွန်တော်သတင်းဖော်ပြတဲ့ပုံမှာပြန်ပြီးတော့တင်ပြပေးခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့သိရတဲ့လောက်ကလည်းဦးငါမင်းဆွေ ဒါအလုံးနဲ့ထောင်းနဲ့သုံးနဲ့ချမှတ်ခံတာဒါမှန်ကန်တယ်လို့တော့နီးစက်တဲ့သူတွေကတော့ဒါအတိပြုပါတယ်ဒါတော့ဒီဦးငားမင်းဆွေနဲ့ပတ်သက်ပြီးတော့ဒါတင်ပြပေးတာဖြစ်ပါတယ်နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဒီတပ်ပရောစစ်ကြောင်းတွေလက်ရှိဒီနောက်ချိုးမျိုးနီးကိုရောက်ရှိနေပြီဖြစ်ပါတယ်ဒီတပ်ပရောကနောက်ချိုးမျိုးကိုပြန်ပြီးတော့ထိချုပ်နိုင်ဖို့အတွက်တစ်ဖက်မှာကျွန်တော်တို့ဒီတောင်ခမ်းတောင်ခမ်းပေါ့ဗျာရှမ်းတောင်နဲ့ရှမ်းမြောက်ဒုထောက်ရီတရားရှိမယ်အဲ့ဒီကပြီးမှကျွန်တော်တောင်ခမ်းရှိမယ်တောင်ခမ်းဧရိယာပေါ့ဗျာအဲ့ဒီကနေပြီးတော့ကျွန်တော်တို့ဒီစစ်မျက်နှာတစ်ကြောင်းဖွင့်တယ်တစ်ဖက်မှာတော့ကျွန်တော်တို့ဒါအုံမီအုံမကားဘက်ကနေပြီးတော့စစ်မျက်နှာတစ်ကြောင်းဖွင့်တယ်နောက်ထပ်တစ်ဖက်ကတော့ကျွန်တော်မြင့်ငယ်မြင့် မြင့်ငယ်မြစ်ဘေးကနေပြီးတော့ကျွန်တော်တို့အဲ့ဒီတကြောတိုင်းနေမြေရှိလူတွေလောက်တယ်အဲ့တော့စစ်ကြောကတော့အားလုံးကကျွန်တော်တို့ဒီငါးကြောင်းပတ်လဲလို့ခံမှန်းလို့ရတယ်ဒါကျွန်တော်ခံမှန်းတာပါခံမှန်းတာပါအဲ့တော့အဲ့ဒီငါးကြောင်းပတ်လဲလောက်ရှိမှာပဲဒီလက်အများကြီးလည်းများပါပေါ့တပ်ပြော်ကတော့ဒီနောင်ချူမျိုးပြန်လဲရရှိအတွက်ဒါတပ်ပြော်ရဲ့ထိုးစစ်ကတော်တော်လေးကိုအရှင်ကိုကောင်းပါတယ်ကျွန်တော်အများနဲ့ပြောပါတယ်တပ်ပြော်ကနောင်ချူမျိုးကြီးရဲ့အနည်းကိုရောက်နေပြီလို့ကျွန်တော်ပြောပါတယ်အဲ့တော့လက်ရှိဒီတပ်တပ်ပြော်ရဲ့ဒီတပ်ပြော်ရဲ့ဒီစစ်ကြောင်းတွေအားလုံးကနောင်ချူမျိုးအနည်းကိုရောက်သွားပြီနောင်ချူနဲ့ဆိုရင်ကျွန်တော်မိုင်အားဖြင့်ဒါမိုင်အားဖြင့်ကျွန်တော်10မိုင်ပတ်လဲလောက်ကိုရောက်သွားပြီ နုနဲ့တော်လေးနှီးသွားပြီတနည်းအားဖြင့်ကျွန်တော်တို့ကြိုးစိုးပါကြီးအနည်းကိုရောက်သွားပြီလို့တော့ကျွန်တော်ပြောမှာဖြစ်ပါတယ်ဒီကနေ့မှာဆိုရင်လည်းပဲအာဒီကနေ့မှာဆိုရင်လည်းပဲကျွန်တော်တို့ဒီဝမ်းသာစရာကောင်းတာကဒီနောင်ချိုမျိုးအနည်းမှာရှိတဲ့နောင်ချိုကြီးရွာနောင်ချိုကြီးရွာနောင်ချိုကြီးရွာမှာရှိတဲ့ဒီတိမ်ပင်လေအဲ့ဒီမှာစကန်ချထားတဲ့စစ်သွေးကြ TNL ရဲ့စကန်နေ TNL PDF ပေါ့ဗျာ TNL PDF ဓနုပေါ့ဗျာအဲ့ဒီအဖွဲ့ရဲ့စကန်တွေကိုတက်မလို့ကတိတ်ပိုက်နိုင်လိုက်ပြီအဲ့ဒီကြီးရွာတရှိတဲ့နေရာကတစ်ဖက်မှာကျွန်တော်တို့ဒါညင်ငယ်မြစ်ရှိတယ် တော့မြင့်ငယ်မြည့်ရဲ့အနီးပေါ့ဗျာမြင့်ငယ်မြည့်ရဲ့အနီးရဲ့ရွာပေါ့ဗျာအဲ့ဒီတကြောစကန်ဒီအားလုံးရှိသွားပြီဒါကကျွန်တော်ဝမ်းသာစရာလည်းကောင်းတယ်အဲ့အဲ့မှာရှိတဲ့ဒီနောက်ချိုးကြီးရွာကိုတိတ်ပိုက်လိုက်တဲ့ဒီတက်မော်တာတွေကလည်းအောက်ပွဲခံတယ်ဒါကတက်မော်နေအတွက်ဂုံပြူတာပေါ့ဂုံပြူတာအဲ့တော့တကယ်လဲကျွန်တော်တို့ဝမ်းသာပါတယ်တကယ်ကိုကျွန်တော်တို့ဒီမြင်ကွင်းတွေကြီးကကျွန်တော်တို့တကယ်ကိုဝမ်းသာပါတယ်အဲ့တော့ဒီတက်မော်ကတော့ဒီမဝေးလာတဲ့ကာလမှာကျွန်တော်တို့တိတ်ပကြခင်ရပိုင်းမှာဗျာကျွန်တော်မြန်နောက်ချိုးပြန်ရတော့မယ်အဲ့တော့နောက်ချိုးကိုပြန်ရတော့မယ်ဆိုရင်ဒီနောက်ချိုးကို TNL ကထိ ंछ ုပ်စင်ကာလက ဒီကျွန်တော်တို့ဒီမြို့ထဲမှာရှိတဲ့ NLD ပါတီဝင်တွေ NLD ပါတီတနည်းအားဖြင့်ကျွန်တော်တို့လောက်ကောင်တွေပါဗျာလောက်ကောင်တွေကဒီ TNL နဲ့ပေါင်းတယ် TNL နဲ့ပေါင်းပြီးတော့ဒီရက်ကွက်ဒီမြို့ထဲမှာရှိတဲ့ဒီရင်ကအဒီရင်ကကျွန်တော်တို့အစိုးရဝင်တဲ့အိဒါကြောင့်ဆရာမဘသူအိဒါကတော့ကျွန်တော်တို့ဘဲစီပင်ရဲ့ညှို့မှုစီပင်ရဲ့မြို့နယ်သူအိဒါကတော့ဗျာခင်ဗျားအိမှာနိုင်ငံဝန်ထမ်းရဲ့မိသားစုမိသားစုအိမ်ပေါ့ဗျာတနည်းအားဖြင့်သူသားကတက်မော်သားအဲသူသူသားကရဲသူသားကဝန်ထမ်းအဲ့ဒီလိုအိမ်နေပေါ့ဗျာအဲ့ဒီလိုအိမ်နေပါအိမ်နေကိုသူတို့ TNL နဲ့ NLD ပါတီဝင်တွေကအဲ့ဒီအိမ်တွေပေါ်တိုက်ပိုင်ဆိုင်ရှိသမျှပြည်စီအကုန်ဖောက်ယူသွားတာ။ဘာမှမပြောအိမ်ပေါ်မှာဟောင်းလောင်းပဲ။တချို့အိမ်တွေဆိုကပြမီးပါချိုးခံရတယ်။အဲ့ဒီလောက်တောင်ရုံပါလား။ TNL ရဲ့လက်ကင်ထုတ်တယ်အဲ့ဒီလောက်တောင်ရုံပါခဲ့တယ်။အော် TNL ရဲ့လက်ကင်ထုတ်တယ်ဘယ်သူလဲဆိုတာမျိုးကန်နေအားလုံးသိတယ်။ခံရတဲ့သူတွေအားလုံးအားလုံးသိတယ်။အဲ့တော့ဒီရပိုင်းမှာတပ်ပရော့ကဒီနောက်ချုံမျိုးကိုပြန်သိမ်းပိုက်သွားပြီဆိုရင်အဲ့ဒီ TNL ရဲ့လက်ကင်ထုတ်စစ်သွေးကြွ TNL ရဲ့လက်ကင်ထုတ်တွေခင်ဗျားတို့ပြန်ပေးဆက်ရလိမ့်မယ်။ခင်ဗျားတို့ပြန်ပေးဆက်ရလိမ့်မယ်။ ပြီးတော့အဲ့ဒီလက်ကင်ထုတ်တွေကဘာကြီးလောက်ခက်လဲဆိုရင်တို့ကဒီမျိုးပေါ်မှာကျွန်တော်တို့ဒီစစ်ဒီကျွန်တော်တို့ဒီငွေကြီးအခက်ခဲကြောင့်အခြားမျိုးမပြောင်းနိုင်ဘူးလေဒီမျိုးမှာပဲတွက်ကတ်နေရတဲ့သူတွေဟာဒီလူကရခင်ကဘယ်သူနဲ့ပေါင်းလဲဟိုလူနဲ့ပေါင်းတယ်ဒီလူနဲ့ပေါင်းတယ်ဟိုရုံးကိုအဝင်ထွက်ရှိတယ်ဒီရုံးကိုအဝင်ထွက်ရှိတယ်အဲ့ဒီလိုခေါင်းဆောင်နေတယ်သူတို့တတ်ဖြတ်လိုက်တဲ့တတ်ဖြတ်လို့တည်သွားတဲ့အပြစ်မဲ့ပြည်သူတွေမနေဘူးပဲအဲ့ဒီလူတွေကတိုးဝေးတွေမချောက်သေးဘူးအဲ့ဒီလူတွေကိုဘယ်သူတွေပြန်ပေးဆက်ရမလဲဆိုရင် TNL အဖွဲ့လည်းပြန်ပေးဆက်ရမယ်ပြီးရင် TNL လေးကလက်ကင်ထုတ်တွေလည်းပြန်ပြီးဆက်မယ်။အဲဒီလက်ကင်ထုတ်တွေကလည်းကျွန်တော်တို့ဒီမျိုးပေါ်မှာပဲနေခဲ့တဲ့လူတွေမျိုးပေါ်မှာနေခဲ့တဲ့လက်ကင်ထုတ်တွေပဲ NLD ပါတီဝင်တွေပဲ TNL ကကျွန်တော်တို့ဒီနောင်ချိုးကနေစစ်ရှုံးပြီးတော့သွားရတဲ့အခါမှာဒီလက်ကင်ထုတ်တွေက TNL နေနဲ့လိုက်ပါသွားရင်လိုက်ပါသွားလိုက်ပါမသွားဘဲနဲ့မျိုးပေါ်မှာတို့ကကြံခဲ့မယ်ဆိုရင်တော့ဥပဒေအရအပြစ်ပေးမှုကိုတို့ခံမှာဥပဒေအရအပြစ်ပေးမှုခံမှာအဲဒီလိုဖြစ်စင်နေရဘယ်လိုနေရာမျိုးတွေမှာဆက်ဖြစ်လဲဆိုရင်ကျွန်တော်တို့ဒီသခိုင်းတိုင်းမကွေးတိုင်းအဲဒီလိုနေရာတွေမှာဖြစ်တယ်အော် KIO ခေါ်လာတယ် ခေါ်လာပြီးတော့ KI ထံကလက်နက်တွေရလာတယ် LED ဘာဒီဝင်လို့ပေါ့ဗျာလက်နက်တွေရလာပြီးတော့အာဒါကဒါကကျွန်တော်စစ်တပ်ထောက်ခံတဲ့ဖုန်းကြီးတက်ဒါကစစ်တပ်ထောက်ခံတဲ့အိမ်တက်ဒါကကျန်းမာရေးပါတီဝင်တက်ပိုက်စားမှုအကုန်သိမ်းနောက်ချုံချုံမှအဲ့လိုလုပ်တာကျန်းမာရေးပါတီဝင်တွေရဲ့အိမ်တွေဆိုအဲ့လိုသိမ်းတာကျန်းမာရေးပါတီဝင်တွေဆိုလည်းတက်တာအဲ့လိုတွေလုပ်ခဲ့တယ်အဲ့တော့ပြန်ပြီးပေးဆက်ရမယ့်အချိန်ကြီးလာပါပြီအဲ့တော့ကျွန်တော်တို့လက်ရှိ KI ရဲ့လက်ကင်ထုတ်တယ် A ရဲ့လက်ကင်ထုတ်တယ်ပြီးအခြားသောစစ်သွေးကြောအဖွဲ့ရဲ့လက်ကင်ထုတ်တယ်ခင်ဗျားတို့တာဝန်ကားရဖို့လိုပြီး နောင်ချိုမျိုးကိုကြည်လိုက်ပါမကြခင်တပ်မတော်ကနောင်ချိုမျိုးကိုအလုံးစုံပြန်ပြီးသိမ်းပိုက်လိုက်ပြီဆိုရင်ခမရတို့လက်ကင်ထုတ်တွေက TNL ကအချိန်တန်သူတော်တဲ့ပြန်ဆင်းပါပဲစစ်ရှုံးရင်သူတော်တဲ့ပြန်ဆင်းရတော့ပါအဲ့တော့ခမရတို့လည်းလိုက်ပါပြီးတော်တဲ့ဆင်းနိုင်ဆင်းမဆင်းနိုင်တော့ခမရတို့ဥပဒေရအပြစ်ပေးမှုတွေခမရတို့ခံရမှာပြီးတော့ကျွန်တော်ဒီမန်လေးတိုင်းရဲ့အခြေအနေကပတ်သက်ရင်တပိတ်ချင်းတပိတ်ချင်းဘက်မှာတော့ကျွန်တော်တို့တပ်မတော်ရဲ့အောင်မြင်မှုကအကြီးကြီးကိုရနေပြီလက်ရှိကျွန်တော်တို့ဒီ Twin Gang နဲ့ Moment တကြောပေါ့ဗျာအဲ့ဒီလမ်းမိုင်းကိုတပ်မတော်ကနေမြေစုမှုတွေတောက်လျှောက်လုပ်နေတယ်စစ်သွေးကြွားတွေကလည်းတို့ဒီ ပွိုင်းတွေကနေနေရာယူပြီးတော့ဒီစစ်ကြောင်းတွေတိုက်ခိုက်တာတွေလုပ်တယ်လက်ရှိအောင်ဒီတပ်မတော်စစ်ကြောင်းတွေကတော့ဒါဒီအကြဖတ်သမားတွေရဲ့စကန်ကုန်းတွေစကန်ကုန်းတွေကိုကျွန်တော်များစွာသိမ်းပိုင်နိုင်တယ်များမကြမီကာလမှာကျွန်တော်မိုးမိတ်ဘက်ကိုရောက်မဲ့နေထားပဲအဲ့တော့ဒီတပ်မတော်ရဲ့စီးရေးပြူကတော့ခင်ဗျားတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ခင်ဗျားတို့စောင့်ကြည့်လိုက်ပါကျွန်တော်ဆုံရှုံသွားတဲ့နေမြေတွေအားလုံးပြန်ရမှာပါပြန်ရမှာပါဆုံရှုံသွားတဲ့နေမြေတွေအားလုံးပြန်ရမှာပါကျွန်တော်တို့စိတ်ရဲ့သဘောကတော့ကျွန်တော်တို့အလှည့်ပြောင်းစွာရှိပါတယ်အလှည့်ပဲပြောင်းစွာရှိပါတယ်ဒါပေမဲ့အင်္ဂလိပ်တွေအင်္ဂလိပ်တွေရဲ့ဒီမဟာမိတ်တပ်ပေါင်းစုကြီးတော်မှာကျွန်တော်အင်ဖာတီဆုတ်လိုက်ရတယ်ဂျပန်တွေဝင်လာတဲ့အခါမှာ ဂျပန်ရဲ့ထိုးစစ်ကိုမခံနိုင်တဲ့အခါမှာဒီမဟာမိတ်တပ်ပေါင်းစုပေါ့ဗျာမဟာမိတ်တပ်ပေါင်းစုကအင်ဖာတီဆုတ်လိုက်ရတယ်အင်ဖာတီဆုတ်လိုက်ပြီးရတဲ့နောက်ပိုင်းမှာအဲ့ဒီမှာပြန်လဲစုဖွဲ့ပြီးတော့ဂျပန်ကိုပြန်တိုက်တာအောင်မြင်မှုတွေခင်ဗျာအများကြီးရခဲ့တယ်အဲ့လိုပဲစစ်ရဲ့သဘောကတော့ကျွန်တော်တို့ထိုးစစ်စီမယ်ခံစစ်စီမယ်ဆော့ရတိုင်းရှိမှာပဲမျိုးစုံရှိမှာပေါ့ဒါတော့စစ်ရဲ့သဘောတဘာဝပါပဲလက်ရှိတက်မတော်ဆုံးရှုံးသွားတဲ့နေမြေတွေကလည်းစစ်ရဲ့သဘောတဘာဝပါပဲတက်မတော်ကတက်မတော်ရဲ့တမိုင်းတက်မတော်ပေါက်ဖွားစင်မှဒီဂျဒီတိတက်မတော်ရဲ့တမိုင်းကိုလိုက်ကြည့်လိုက်ပါဆုံးရှုံးသွားတဲ့နေမြေတွေကျွန်တော်တို့ပြန်ပြီးတော့ မထိန်ချုပ်နိုင်ဘူးဆိုတာတနေရာမှမရှိခဲ့ပါဘူးတနေရာမှမရှိခဲ့ပါဘူးတနေရာမှမရှိခဲ့ပါဘူးအဲ့တော့ကျွန်တော်တို့လက်ရှိလက်ရှိမှာကျွန်တော်တို့ဒီအကြပ်ဗတ်သမားတွေထိန်ချုပ်ထားတဲ့နေမြေတွေရှိတယ်အဲ့ဒီနေမြေတွေကိုကျွန်တော်အချိန်တစ်ခုမှသူရဲ့ဒီတက်မတော်တော့ဗျာကျွန်တော်ဒီစစ်စီရေးစင်းကမှဘယ်လာမှဘယ်မျိုးသိမ့်မယ်ဘယ်လာမှဘယ်မျိုးသိမ့်မယ်ဘယ်မျိုးသိမ့်မယ်ဘယ်မျိုးသိမ့်မယ်ပြီးရင်ကျွန်တော်တို့ကဘယ်အဓိကစစ်ကြောင်းဘယ်လမ်းကြောင်းတွေဝိုက်မယ်ဟိုသတိကံပုံစံသိမ့်မလားစာကင်ပုံစံသိမ့်မလားဘယ်လမ်းတွေဖြတ်တော့ပြီးတော့ဘယ်လိုပိတ်ဆို့မှာလဲမဟာဗျူကအကြီးလောက်ပြီးလောက်တာအကြီးချတာ အခုကျွန်တော်တို့ဒီနောင်ချိုချလည်းအကြီးချတယ်နောင်ချိုရပြီဆိုတော့တစ်ဖက်နောင်ချိုနဲ့ဆက်သွယ်တဲ့လမ်းတွေတစ်ဖက်မှာကျွန်တော်တဘေချင်းနဲ့ဒါတွင်းငယ်နဲ့မိုးမင်းနဲ့ဆက်သွယ်တဲ့လမ်းပိုင်းတွေတစ်ဖက်မှာလည်းကျွန်တော်တို့ဒီဘက်ဒီဘက်မှာလည်းတောက်လျှောက်ကျွန်တော်တို့ဒါဒါကျွန်တော်တို့ဒီမိုးကိုဘက်ကိုသွားတဲ့လမ်းပိုင်းတွေမှာလည်းတက်တက်မလို့စီချောင်းလေးရောက်နေပြီအဲ့တော့ခင်ဗျားတို့များမကြာမီကာလမှာတကယ်မြတ်ဝါထင်တယ်ကျွန်တော်တို့တက်မလို့ရအောင်မြင်မှုတွေအကြီးကြီးအကြီးရရှိမှာပါအဲ့တော့ကျွန်တော်တို့လည်းဒါဒီတောင်ခဲဧရိယာမှာသွားပြီးတော့ဒီနိုင်ငံတော်ရဲ့အလံအောက်မှာကျွန်တော်တက်မလို့တာအတူသွားပြီးအောင်ဝက်ခံအောင်ပါဒါကျွန်တော်တို့ရဲ့အောင်မြင်မှုပဲကျွန်တော်တို့လည်းဒီတိုင်းပြည်ချစ်လို့ကျွန်တော်လည်းအသက်ပေးထားတာပဲ သွားမှာရောင်းအောင်သွားမှာရောင်းအောင်သွားအဲ့ဒီရဲ့အောင်မြင်မှုတွေကိုကျွန်တော်တို့အများပြည်သူသိမြင်ခွင့်ရဖို့အတွက်ကျွန်တော်တို့တေချာကိုရိုက်ပြအောင်ပါဒီနေရာမှာတက်မော်သားကြီးဒီလိုနေရာကိုတိုက်ခဲ့တာအကြမ်းဖက်သမားတွေချင်းကုတ်ရဒီလိုကုန်းအကြမ်းဖက်သမားတွေဟောဒီမှာဖုံးကြီးချောင်းတွင်းမှာသူတို့ဘန်ကားကြီးဆောက်ပြီးနေခဲ့တာအပေါ်မှာစိတ်ဘူးတော်တွေပါဖြုတ်တယ်ဖျားထားတာတွေပါဖြုတ်ယူသွားတယ်အဲ့ဒီဟာကြောင့်ရိုက်ပြအောင်ညမကြပြီကာလမှာကျွန်တော်ဒီတောင်ခမ်းသွားပြီးရိုက်ပြအောင်အဲ့တော့ကျွန်တော်တို့ဒပေးချင်းလဲအပိတ်ချင်းမှာအောင်မြင်မှုတွေရတယ်အဲ့တော့တက်မတော်ရဲ့အောင်မြင်မှုတွေကကျွန်တော်တို့အကြီးကြီးမားမားရတယ်အဲ့တော့ကျွန်တော်တို့ဒီတင်တဲ့ကိုပြန်ချုပ်ချင်တာက တပ်မတော်ရဲ့တမိုင်းတပ်မတော်ပေါ်ပေါင်းစဉ်ကာလမှတည်ယနေ့အထိတပ်မတော်ရဲ့တမိုင်းမှာ ဆုံရှုံသွားတဲ့နေမျိုးတွေကိုလက်လွတ်လိုက်ရရဆိုရင်တနည်းအားမှမရှိဘူးအချိန်တစ်ခုတော့လိုတယ်အချိန်တစ်ခုမှကျွန်တော်ပြန်ပြီးတော့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာပိုင်းအချုပ်အခြာအာဏာအောက်ထက်ကိုပြန်ပြီးတော့ရောက်အောင်ထည့်တယ်ဒါကျွန်တော်ဒါကျွန်တော်ရဲ့ဒါကျွန်တော်ရဲ့တပ်မတော်ရဲ့ပေးထားတဲ့တပ်မတော်ကလည်းပြည်သူလူထုပေးထားတဲ့ဂတိပဲ